ရှမ်းပြည်နယ်မြောက်ပိုင်းနမတူမြို့နယ်ကမန်လီကျေးရွာဖုံတော်ကြီးကျောင်းတဲ့စာတင်ကျောင်းကိုစစ်ကောင်စီကလေကျောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မန်လီကျောင်းဆရာတော်ကလူမှုကွန်ရက်မှာတပ်ပုံမှတ်တမ်းတွေနဲ့အတူရေးတင်ထားပါတယ်။နမတူမြို့နယ်ဟာတန်းမြို့သားလွတ်မြောက်ရေးတပ်မတော်တန်နယ်လီထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပြီးမန်လီဖုံကြီးကျောင်းနဲ့စာတင်ကျောင်းကိုဇွန်လ12ရက်နေ့မနက်တနားရီဝန်းကျင်မှာစစ်ကောင်စီလေတပ်ကဖျားအပြင်းပုံးတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ မန်လီကျောင်းနဲ့စာတင်ကျောင်းကိုကလေးတွေယာယီစာတင်ကြားနိုင်ဖို့ပြန်လည်တည်ဆောက်ပေးထားတာဖြစ်တယ်လို့တင်နယ်လေးရဲ့ပြောခွင့်ရလွေရီဦးကအေယာဝရီကို ပြောပါတယ်။အာဒီမနဲ့အစောပိုင်းဟာတနာရီကျော်ကျော်မားစီကောင်စီဘက်ကဒီ type jet fighter နဲ့လာရောက်ပြီးတော့မှဒီမန်လီရွာကိုပုံကျဲတိုက်ခိုက်ခဲ့တယ်။အဲဒီပုံကျဲတိုက်ခိုက်မှုကြောင့်ဒီစာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းတွေကတော့ထိခိုက်ပျက်စီးသွားတယ်။နေရီတွေလည်းထိခိုက်ပျက်စီးသွားပါတယ်။မန်လီရွာကတော့ဒီ ခဏခဏတော့ပုံကျဲခံရတဲ့ရွာဖြစ်တယ်။အတိစတဲ့ကြောင်းနဲ့ဖုန်ကြီးကြောင်းကိုဒီမှာတို့ကတော့ယာယီပေါ့နော်။တက်ဖို့လို့ရအောင်ကလေးတွေစတဲ့လို့ရအောင်ပြန်ပြီးတော့မှတိဆောက်တာဖြစ်တယ်။သူ့ပေမဲ့ကလေးတွေစမတင်နိုင်ခင်မှာပဲအဲ့ဒီထက်မှန်ပြီးတော့မှပုံကျဲခံရတာဖြစ်ပါတယ်။လေဆောင်တိုက်ခိုက်မှုကိုနှစ်ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာလို့သိရပြီးဒီတိုက်ခိုက်မှုကြောင့်ဖုန်ကြီးចောင်းဆောင်နှစ်ခုစာတင်ចောင်းဆောင်နှစ်ခုနဲ့လူနေအိမ်တချို့ပျက်စီးသွားခဲ့ရပါမယ်လူတော့ထိခိုက်သေးဆုံးမှုမရှိဘူးလို့သိရပါတယ်မန္တလေးဖုန်ကြီးចောင်း ဒီတစ်ချိန်လေးချောင်းတိုက်ခိုက်ခံရမှုဟာ၃ချိန်မြောက်တိုက်ခိုက်ခံရခြင်းဖြစ်ပါတယ်။2023ဒီဇင်ဘာလမှတစ်ချိန်၊2024ဇန်နဝါရီလမှတစ်ချိန်တိုက်ခိုက်ခံခဲ့ရပြီးအဲ့ဒီအပြည့်အစည်းတွေကိုပြန်လည်ပြင်ဆင်နေချိန်မှာပဲထပ်မံဘုံကျဲတိုက်ခိုက်ခံရတာလို့သိရပါတယ်။မန်လီချောင်းစီရော်ကတော့ဘုံကျဲချိန်တိမ်ထဲမှာကျိနေတာကြောင့်အသက်ဘေးကလွတ်ခဲ့ရတယ်လို့နောက်တစ်ချိန်တိမ်ကိုလာကျဲချိန်မှာလည်းတိမ်ရှောင်ပြီးသားဖြစ်လို့လွတ်မြောက်ခဲ့တယ်လို့ရွှေပြည်မြေသတင်းဌာနကိုမိန့်ကြားထားတာတွေ့ရပါတယ်။ ဒီနမတူနဲ့တိပေါ်ကိုသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့ရွာပေါ့နော်နမတူမြို့နယ်ထဲတော့ပါတယ်ဒါပေမဲ့သူကအနီးဆုံးဒီဒီပေါ်နဲ့အနီးဆုံးရွာပေါ့ဒီပေါ်ကတော့တိုင်းပြည်နောက်ပိုင်းကလေးနဲ့ခုချင်းဒီဒီလေကြောင်းတိုက်ခိုက်မှုအမ်ရှိတဲ့ဒေတာလို့ပြောလို့ရတယ်အဲဒါပေမဲ့မန်လီကဒါဒီပေါ်နဲ့အနီးဆုံးမှာရှိတယ်အခုဒီတစ်ချိန်နဲ့ဆိုလဲပုံချင်းခင်ရတာအဲ၃ချိန်ရှိပြီအဲ့တော့ကြောင့်လူထုတွေကတခြားနှိစက်ရရွာနဲ့ဒီခြံတွေဖက်တော့အဲတိမ်းရှောင်နေရတဲ့အချိန်တွေမှာရှိတော့ဗောနော် တစဲ20ခုစစ်စင်ရေးနှစ်ကြိမ်လုံးမှာစကောက်စီတက်စကန်အများအပြားနဲ့မြို့တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တန်တယ်လေးဟာတရုတ်အစိုးရနဲ့စကောက်စီရဲ့ဖိအားပေးမှုတွေရင်ဆိုင်နေရတဲ့အဖွဲ့ဖြစ်ပါတယ်။တရုတ်ရဲ့ဂျာဝဲမှုကြောင့်တရုတ်နိုင်ငံကုမင်းမြို့မှာ2025ခုနှစ်ဧပြီလကုန်ပိုင်းကတန်တယ်လေးနဲ့စကောက်စီတို့တွဲဆုံဆွေးနွေးကြပေမဲ့တင်ထားတဲ့မြို့တွေပြန်ပေးဖို့စကောက်စီကတောင်းဆိုတဲ့အတွက်ဆွေးနွေးပွဲပြက်ခဲ့ရတာပါ။အရင်ကတည်းကတရုတ်နဲ့စကောက်စီရဲ့ရိတ်ခါ၊ဈေးဝါ၊လောင်စာစီ ဆက်သွယ်ရေးတွေဖြတ်တောက်ပြီး PR ပေးခန့်နေရတဲ့တရနယ်လေးဟာဆွေးနွေးပွဲမအောင်မြင်ခဲ့တဲ့နောက်ပိုင်းထိန်းချုပ်နယ်မြေတွေအတွင်းကကြေးရွာတွေစာတင်ကျောင်းတွေနဲ့ပုံကြီးကျောင်းတွေပါစစ်ရေးအရ PR ပေးတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်